အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့မြစ်စုဟာစင်ကာပူမှာရှိတဲ့ International Buffet ဟိုမှာတယောက်ကိုအပီစီဒေါ်လာ80ပဲပေးရတယ် Pan Pacific ရဲ့ Hotel Buffet ညစာလေးကြောင့်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲမြစ်စုနဲ့တူတူလိုက်ကြည့်ပေးကြပါအောင်နော် အခုလိုမျိုး premium seafood တွေအသားတွေကိုမြို့စုကအပြင်မှာဝယ်စားမယ်ဆိုလို့ရှိရင်တပွဲချင်းဆိုရင်အများကြီးပေးရတယ်ပေါ့နော်အဲ့ဒီတော့မြို့စုတို့အခုလိုမျိုး buffet လာစားမယ်ဆိုလို့ရှိရင်အဒီမှာအသားတွေ quality ကောင်းကောင်းလေးလဲစားရမယ်ပြီးလို့ရှိရင်ဈေးလေးရလဲအကောလုံးပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်မြို့စုတို့မစိုးပေါ့နော်ဒီမှာဆိုရင်မြို့စုတို့ဒီမှာ lobster ကြီးတွေပြီးလို့ရှိရင်အခုမြို့စုတို့ရန်ကြိုက်ဒီ wine star ပေါ့နော် wine star ကိုမှမှဒီတော့အစိမ်းလေးကိုတမင်ဒီလီမွန်လေးညှစ်ပြီးတော့စားလို့ရတယ်လည်းရှိတယ်ပြီးရင်ဆာရှိမီကိုလည်းအဆုံးရှိရပေါ့နော် ဒီမှာသူတို့ဟာကောင်တာလိုက်လဲခြားလာပြရရှိရဲ့ဥမာကိုကအိန္ဒိယဆက်ဆက်ကြိုက်တယ်ဆိုရင်အိန္ဒိယဆက်ဆက်ရှိတယ်ပြီးရင်ဆီဖူကောင်တာပြီးရင်ဘက်ဖက်ကောင်တာလေးလည်းရှိရဲ့ပေါ့နော်ဒီနေရာမှာစပုံမှုတွေကိုတန်းလဲ grey လေးလောက်လောက်ပြီးရခင်ထားပြီးတဲ့ဘားလေးလည်းရှိပါတယ်ရှင်သူတို့စီမှာစီစဉ်လိုက်လဲအစားအစာတွေကိုတခင်အခံပေးထားရည်လဲရှိပါရှင်အခုမြို့စုတို့သွားတဲ့အချိန်ကဗီယက်နမ်မစ်တွေဖြစ်တဲ့အတွက်သူတို့ကဗီယက်နမ်မစ်အစားအစာလေးကိုတေချာစီစဉ်အခံပေးပါရှင် မြစုကတော့ပင်လယ်စာကြိုက်တဲ့လူဖြစ်တဲ့အတွက်ပင်လယ်စာတွေကိုအရင်ဆုံးယူလိုက်ခဲ့ပါတယ်ပေါ့နော်အခုမြစုယူလာခဲ့တာဆိုလို့ရှိရင်ဆယ်မွန်နဲ့တူနာ၅ပါအဲတူနာဒီမှာဆိုလို့ရှိရင်တော်တော်လေးစားလို့ကောင်းပြီးတော့ပဇက်လေးထဲမှာစားလိုက်တာနဲ့ပျော်သွားတယ်ပေါ့နော်ဆယ်မွန်ဆိုလို့ရှိရင်ဒီမှာအဖက်ကြီးရုပ်ထင်ရပါမယ်မြစုတို့ဝါလိုက်တဲ့ခံမှာလည်းလုံးဝမတောက်ချင်းမရှိဘူးပေါ့နော်စားလိုက်တာနဲ့လုံးဝပျော်စင်းသွားပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါရဲ့ရှင် မြစ်စုဒီလိုမျိုးအစိမ်းနေပါဆိုတော့တော့မစားရဲဘူးဒါပေမဲ့ဒီမှာကတော့ premium quality နဲ့အရသာလုံးဝအနှံ့လည်းမရှိရဲတော့တော်တော်စားလဲစားရဲတော့မြစ်စုကဒီမှာသွားလို့ရှိရင်ဆယ်မိုးတူနာငါတို့စားနေကြဖြစ်ပါရှင့်ဒီဒီ white star ကတော့မြစ်စုပထမအဦးဆုံးစားတာပေါ့နော် low size ဆိုတော့သူ့မှာအကြီးရယ်အဲတော်တော်များလေးကိုတေချာလေးညှက်လိုက်မယ်ဆိုလို့ရှိရင်မြစ်စုကလုံးဝလက်ဆက်ပြီးအနံ့ရဲ့သိပ်မရှိပေါ့နော်တကယ်လို့ကိုကဒီဟာပင်လယ်စာသိပ်မစားရဲဘူးဆိုလို့ရှိရင်နော်ခဏလေးတမြိုင်လေးနည်းနည်းလေးစိန်ထားပြီးတော့လဲစားလို့လဲရပါတယ်ရှင့် မိစုကတော့ဒီမှာတမန်လေးတေချာညစ်ပြီးတော့တမန်နဲ့ဒီလီမွန်နဲ့ပေါ့နော်လီမွန်နဲ့မွမွေးလေးနဲ့တော်တော်လေးကိုစားလိုက်တာနဲ့ပျော်စင်းသွားတော့မိစုကတော့ဒီမှာဝိုင်းစားလေးကိုတော်တော်ကြိုက်ပါတယ်ရှင်မိစုတော့ဝိုင်းစားကိုအပြင်မှာတော့ဝယ်မယ်ဆိုလို့ရှင်တော့ဒီတစ်ခုသုံးလေးခုငါးခုလောက်နဲ့ပဲတော်တော်လေးစီးကြည့်တယ်ပေါ့နော်အဲ့ဒီတော့အခုလိုမျိုးဒီ hotel buffet မှာစားမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့တက်ပါတယ်ရှင်သူမက lobster ဆိုရဲကြီးပဲပေါ့နော် lobster လေးကိုလည်းသူတို့လက်မလေးတွေချထုတ်ထားပေးရတဲ့အတွက်အစားကောင်းတယ်ပြီးရင်ဒါအခုမြေစုစားနေရတော့ ဒီ scar block ပေါ့နော်ကုန်းရတောင်ပဲဖြစ်ပါတယ်ရှင်နောက်ထပ်မြစ်ဆူယူလာခဲ့တာကတော့မြစ်ဆူလိုပစုံကောင်းကြီးပေါ့နော်ပစုံကောင်းကြီးကိုကြော်ထားတာလေးရဲ့ပြီးလို့ဆိုလို့ရှင်အသားခင်အောင်မှာသူကစပလင်ကိုစပလင်တောက်လေးပြီးနားမှာမှာအသားလုံးလေးဆုပ်ပြီးထည့်ထားတဲ့နှစ်ခုကိုယူခဲ့ပါတယ်ရှင် ူရဲ့ပစွန်ကြော်လေးကတော့သူကစင်စင်ကန်စတော့မဟုတ်ဘောเนาะရတာချွတ်ချွီးမွေ့မွေ့လေးနဲ့စားလို့ကောင်းပါတယ်ရှင်ဒါတွေကတော့မြေဆူတာပထမတော့တော့ယူလာခဲ့တာဗောเนาะသူမှာဝတောင်းမှာဝနံယူလေးကိုกินလာလေးလည်းရှိပါတယ်။ဒါကတော့မြေစုကတခြားကောင်တာတွေဗီယက်နမီကောင်တာဗီနာမှာရှိတဲ့ကောင်တာတစ်ခုကနေယူခဲ့တာဖြစ်ပါတယ်။သူကသူစတိုင်လေးတစ်မျိုးပဲပေါ့နော်မြေစုတို့အထက်မှာကတော့မြေစုစစထိုင်တာဝနံယူပေါ့နော်။တကယ်ဝနံယူမဟုတ်ဘူး။သူကစပလင်ဗီနာအောင်မှာအသားလုံးလေးလုပ်ပြီးရောกินလာဖြစ်ပါတယ်။ ူမှရှိရဲစာတိတ်လေးဆိုရှင်လည်းတော်တော်လေးစာကောက်ပါရဲ့ရှင်ဒါကတော့လမ်းသားပေါ့နော်ဒီလမ်းကိုမှသူကတုံးကြီးတယ်သူမှချလာပြီးကတုံးကြီးပဲအဲ့တော့မှသူတို့ကဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီမိစုတို့ကိုစားဖို့အတွက် customize လေးချလာပြီးတာပဲဖြစ်ပါလိမ့်ရှင်အသားရရဲနူးညံ့ပြီးတော့တော်တော်လေးစားလို့ကောင်းပါလိမ့်ရှင် တကယ်လို့ကိုကလုံးဝအဆုံစားမယ်ပေါ့နော်ခုလိုမျိုးဒါဆိုလို့ရှိရင်လည်း work out game ပေါ့နော်ကိုကအသားတွေကိုလည်း premium quality နဲ့စားချင်တယ် C4 ကိုလည်းကိုကအများကြီးစားချင်တယ်ဆိုလို့ရှိရင်မြစုလိုကိုကကိုပုံမှန်ဝယ်စားရတယ်ဆိုလို့ရှိရင်အခုလိုမျိုး hotel မှာ buffet တော့စားတာကကိုတက်အပူကြီးတွက်ချီလဲကြိုက်တယ်အများကြီးလဲစားလို့ရတယ်ပေါ့နော်မြစု Open Pacific မှာ buffet တော့စားမယ်ဆိုလို့ရှိရင်ပုံမှန်ဈေးကတော့တစ်ယောက်ကို95ဒေါ်လာ plus ပြီးရင် service ချက်ချက်နဲ့ test တွေထပ်ပေါင်းมาဖြစ်ပါတယ်ဒါပေမဲ့အခုမြေစုကချုပ်มาတော့ဝယ်တာဖြစ်တဲ့အတွက်တယောက်ကမှ PC 80ဒေါ်လာပဲပေးရပါတယ်ချုပ်ကိုချုပ်มาဝယ်ရမယ့် link လေးကိုတော့မြေစုက DVD လေးရဲ့အောက်မှာ link လေးကိုခြားထားပေးมาဖြစ်တဲ့အတွက် link လေး click နေပြီးတော့ဒီချုပ်ကနေပြီးတော့ဘူဘေးมาသွားဆလို့ရပါတယ်ရှင် အခုမြစ်စုရောက်နေတာက Vietnamese counter ဖြစ်တဲ့အတွက် Vietnamese အစားစာတွေပေါ့နော်ဒီနေရာမှာသူတို့ကကော်ပြန်းလေးကိုလည်းတေးချသူတို့လိတ်ပြီးတော့လှုပ်ထားပေးရပြီးတခြားသူတို့ရဲ့ဒီ soup ပေါ့နော် Vietnamese သူတို့ soup လေးဆိုလို့ရှင်တော်တော်လေးစားကောင်းတယ်ပေါ့နော်သူကအထဲမှာ beef လေးရယ်ပြီးလို့ရှင်သူတို့ကမြစ်စုလို့သွားပြောမှာသူတို့ကတေးချလှုပ်ပေးတာဖြစ်တဲ့အတွက်ပိုနုနုလေးနဲ့စားလို့ကောင်းပါလေရှင်ဒါကတော့ခွင့်မြစ်စု sushi area မှာပါ ဒီ Pacific မှာတော့ Mitsuru Snow Crab တွေပါတော့မရဘူးဒါပေမဲ့သူမှာ Macro တော့ရှိတယ်ဒီ Macro ကိုမှသူကဒီမှာ Android ဒီအတီတယောက်ကသူကဒီမှာလီးဖြတ်ပြီးတခါညှက်ပြီးတော့ဗောနော်တခါလဲစီစဉ်ပေးပါတယ်ရှင်အခု Mitsuru ကတော့ဒီမှာရတာရင်ကြိုက်သွားပြီးတော့ဒီမှာ Pelizer Oyster ကိုအစင်ကိုမှ Mitsuru ဘွယ်ဝေးတွေဝဲသွားယူပြီးတော့ Mitsuru စားခဲ့ပါတယ်ရှင်ဒါတော့ Lobster ကြီးတွေပါ ပြစုကတော့တခုတည်းကိုအများကြီးမစားဘဲနဲ့ကိုကစုံစားချင်တာဖြစ်တဲ့အတွက်နည်း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 လေးစဉ်းစားယူပြီးတော့ရတာလေးတွေကိုလုံးကိုစုံအောင်သွားပြီးတော့မြည်ဆန်ကြည့်ခဲ့ပါလေရှင်အခုပြစုရောင်းနေတဲ့နေရာကတော့ဒါကတော့ပါစတာလုပ်တဲ့နေရာပါပါစတာဆိုလို့ရှိရင်လည်းမြစုတို့သွားပြီးကိုစားချင်မှာပဲစပုံမှုပြောလိုက်လို့ဆိုလို့ရှိရင်တို့ကချက်ချင်းကိုပါစတာလေးလုပ်ပေးပါတယ်ရှင်။ မြစ်စုအခု buffet မှာအများဆုံးစားခဲ့တာကတော့ဒီ white star ပေါ့နော် white star အစင်ရယ်ပြီးရင် lobster နောက်တစ်ခုကတော့ဒီအသားငယ်ပေါ့နော် lamb တို့ပါလို့ပဲဖြစ်ပါလေရှင်။ဟို Vietnamese scorpion လေးကတော့မြစ်စုကတော့ဒီအနံ့လေးရာသူအထဲမှာထည့်ရတဲ့အမွေနဲ့တခုကတော့မြစ်စုသိပ်မကြိုက်ရတဲ့မြစ်စုကတော့ဒီဟာကိုသိပ်မစားဘူးပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီ sausage တွေပါဆိုလို့ရှိရင်သူတို့ကိုယ်တိုင်းတေချာกินပေးတယ်ပေါ့နော်။ပဇွန်တွေပါဆိုလို့ရှိရင်လည်းကိုယ်တိုင်း counter မှာသူတို့กินထားပေးတာကိုတော်ယူလို့ရပါလေရှင်။ ဆူရှိပါဆိုလို့ရှိရင်လည်းမြေစုကတော့ဒီဆယ်မွန်တို့တူနာတို့တော်တော်လေးစားပြစ်ခဲ့ပါတယ်ရှင်။ပြီးရင်သူ့မှာရှိရဲ့မက်ခရယ်လေးဆိုလို့ရှိရင်တော်တော်လေးစားကောင်းမယ်ပေါ့နော်။သူ့ရဲ့ sauce လေးကလည်းတော်တော်လေးကိုပြည့်နှက်ပြီးတော့ရတာကောင်းပါတယ်ရှင်။မြစ်စုတို့ချုပ်ပွဲကောက်နာမှာဆိုလို့ရှိရင်လည်းသူ့မှာမုတ်တွေအများကြီးပဲရှိရပါတော့เนาะဒီ market cake တွေရှိမယ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကတော့ဒီမြစ်စုတို့ပူတင်းပါတော့ပူတင်းဆိုရင်တော်တော်လေးစားကောက်ပါလေရှင် ဒီမှာရှေ့ခွက်တဲ့တဲမှာဆိုရင် तू ကတူရင်းသီးဘောနော်လုံးဝတူရင်းသီးဘောအနှစ်တည်းကြီးပဲဟိုထိုက်ထားပြီးတဲ့ခွက်လေးရှိပါတယ်အဲ့ဒါတော်တော်လေးစားကောက်တယ်ဘောနော်မိစုကတော့ရေကဲမုတ်ရဲ့ပြီးရင်တူရင်းသီးနှစ်ခွက်နဲ့နောက်ထပ်တခြားပတ်ချိုပွဲတွေလည်းအများယူခဲ့ဘောနော်ဒါတော့ချိုဘဲကောင်နာမှာရှိတဲ့ချောကလက်ပါလေးပဲဖြစ်ပါတယ်။ဒီမှာကကိုကျိုင်းနှစ်တရာလေးယူပြီးတော့ချောကလက်လေးတို့စာရနဲ့ရပါတယ်ရှင်။အားလုံးပဲဆုနေကြည့်ပြီးတဲ့ကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်။အားလုံးပဲတတပါ